မြန်မာနိုင်ငံမှာငလင်ကြီးထက်မှန်လုံနိုင်ပွဲရှိလက်ရှိမြန်မာနိုင်ငံမှာငလင်ငယ်နဲ့ငလင်အသင်းအင့်ဇက်တိုက်လှုပ်ခတ်နေတဲ့အတွက်ငလင်ကြီးထက်မှန်လှုပ်ခတ်လာနိုင်တယ်လို့မြန်မာနိုင်ငံငလင်အသင်းဒုဥက္ကဋ္ဌဟောင်းဒေါက်တာမျိုးတန်းကပြောပါတယ်ပြီးခဲ့တဲ့မတ်28ရက်နေ့ကစကိုင်းပြည့်ရွေကျော်ကနေငလင်ပြင်းအား9.9လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းငလီငယ်နဲ့ငလီရင်တင့်တင့်တွေစတိုက်လှုပ်ခဲ့မှုအပေါ်ကိုတုံးတက်ပြောဆိုခဲ့တာဖြစ်ပါတယ် စကိုင်းပြည့်ရွေကျောပေါ်မှာငလင်ကြီးလှုပ်လာနိုင်တယ်လို့ဖြေရမယ်သို့တော်လဲဘယ်နေရာလှုပ်နေတယ်လဲတေချာတာတစ်ခုကတော့2012တပိတ်ချင်းငလင်လှုပ်သွားတဲ့အပိုင်းရဲ့မက်လာ28ရက်နေ့ကလှုပ်သွားတဲ့အပိုင်းတွေကလွဲရင် ကျန်တဲ့အပိုင်းတွေက ပြင်းအား9တိုးမဟုတ်9နှစ်အထက်လှုပ်နိုင်တယ်လို့သုံးသပ်ရမှာပါလို့ဒေါက်တာမျိုးတန်က ပြောပါတယ်စကိုင်းပြည့်ရွေကျောမှာအပိုင်း၃ပိုင်းဖြစ်တဲ့မြောက်ပိုင်းအစ်စ်ပိုင်းတောင်ပိုင်းအစ်စ်ပိုင်းနဲ့ အလဲပိုင်းအစ်စ်အပိုင်းတို့ပဲဖြစ်ပါတယ်။မနစ်၁၈ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်ကတော့အလက်ပိုင်းအစ်စ်အပိုင်းကနေလှုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြောက်ပိုင်းအစ်စ်အပိုင်းနဲ့တောင်ပိုင်းအစ်စ်အပိုင်းတွေကဆိုရင်တောင်ပိုင်းအစ်စ်အပိုင်းကငလင်ပြင်းအားခုနှစ်နဲ့လှုပ်နိုင်တယ်လို့မြောက်ပိုင်းကငလင်ပြင်းအားခုနှစ်အထက်လှုပ်နိုင်တယ်လို့လည်းသိရပါတယ်။၂၀၁၂တပိတ်ချင်းငလင်၆ တတမရှင်းနဲ့လှုပ်ခဲတဲ့ငလင်က1946အင်းဝငလင်ခုနှစ်တတမ5လှုပ်ခတ်ခဲ့တဲ့အပိုင်းကနေပြန်လဲလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်ငလင်ဆိုတာကနှစ်ကြာရင် ပိုလှုပ်ခတ်မှုအင်အားပြင်းတာဖြစ်ပြီးတော့နှစ်နေရင်အင်အားနည်းတယ်ဆိုတာလည်းသိရပါတယ်မက်လာ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်က1956စကိုင်းငလင်လှုပ်ခတ်ခဲ့တဲ့အပိုင်းမြောက်ဘက်ကနေပြီးတော့ အလဲပိုင်းဝမ်းတွင်မိတီလာပိုင်းတောင်ဘက်လာရင်စွာငလင်းအပိုင်းဖြူးငလင်းအပိုင်းတွေဇက်တိုက်လှုပ်သွားတယ်လို့တွက်ချက်လို့ရပါတယ်တောင်ပိုင်းမှာကြံနေတဲ့1930ဘကူးငလင်းအပိုင်းကအနေရများလာပါတယ်ပြင်းအားခုနှစ်ပတ်ချာလဲအထက်လှုပ်ဖို့ကြာချိန်ကနှစ်ပေါင်းတရအထက်ကြာတယ်ဆိုတော့အခုဆိုရင်နှစ်ပေါင်း65နှစ်ရှိသွားတော့အနေရရှိလာနိုင်တဲ့သတိထားရမယ်လို့ပြောလို့ရပါတယ်လို့ဒေါက်တာမျိုးတန်ကဆိုပါတယ် 2012တပိတ်ချင်းငလင်နဲ့မနစ်18ရက်နေ့လှုပ်သွားတဲ့မြန်မာငလင်လှုပ်ခဲ့တဲ့နေရာမဟုတ်ပဲနဲ့တောင်ပိုင်းမြောက်ပိုင်းတွေကတတိထားရမယ့်အနေထားတစ်ခုဆိုရင်လည်းမမားပါဘူးမိဘပြည်သူတွေအနေနဲ့ကြောက်ရွံ့ထိတ်လန့်စရာမလိုဘူးသို့တော်လည်းတတိတော့ရှိရမယ်ကြိုတင်ပြင်ဆင်ရပါမယ်လို့လည်းသူကပြောပါတယ်2025ခုနှစ်မှ28ရက်ကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုငလင်ပြင်းအား9.8လောက်ခတ်မှုတွေကြောင့ တည်ဆုံးသူဦးရေလေးထောင်နီးပါးခန့်ရှိနေပြီးတော့ပျောက်ဆဲစားရင်းများလည်းရှိနေတာကို သိရပါဗျ။